အစိုးရအနေနဲ့ပြည်သူကိုပေးထားတဲ့ကတိတွေကြည်ဖို့ရေးကြည့်တယ်လို့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါရယ်ဒီသတင်းကိုတော့တော်စင်မျိုးကပေးပို့ထားပါရယ်ရှင်ညောင်မြတ်တရာဟောင်းပြကြစဉ်ကတရာသတင်းအမြန်ဆုံးတိဆောက်ပေးမယ်လို့ကတိပေးထားကြောင်းအစိုးရအနေနဲ့ပြည်သူကိုပေးထားတဲ့ကတိတွေတီးဖို့အရေးကြီးကြောင်းညောင်မြတ်တရာဖွင့်ပွဲမှာဒေါက်ဆန်းစုကြည်ကပြောဆိုသွားတာပါအစိုးရနဲ့ပြည်သူ့ကြောင်ယုံကြည်မှုတွေရရှိဖို့ကိုယ်တော်ဝန်ကိုကြည်ရမှာဖြစ်ကြောင်းလဲနိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်က ABTN နေမှာကျင်းပတဲ့မြောက်မြတ်သဒ္ဓအသည့်ဖွင့်ပွဲအခမ်းအနားမှာပြောကြားခဲ့ပါတယ်ကျမတို့အဲ့ဒီတုန်းကအများဆုံးဒီတရားကိုပြန်လဲတိဆောက်ပေးပါမယ်လို့ပြည်သူကိုဂရိကဝတ်ပေးခဲ့ပါတယ်။ဒါဟာလည်းအင်တာအရေးကြီးပါတယ်။အစိုးရတစ်ခုအုပ်ချုပ်ရေးရန်ရဲကိုတာဝန်ယူတဲ့အဖွဲ့အစည်းတစ်ခုဟာပြည်သူကိုပေးတဲ့ဂရိတွေတီးဖို့ဆိုတာဟာအင်တာမကိုအရေးကြီးပါတယ်။ပြည်သူနဲ့အစိုးရကြားမှာယုံကြည်မှုရှိဖို့ တူးနဲ့တူးယုံကြည်ဖို့တူးနဲ့တူးလေးစားဖို့ဆိုလို့ရှိရင်နှစ်ဖက်စလုံးကကိုတာဝင်ကိုကြည်ပြီးတော့ကို့အခွင့်အရေးတွေကိုလည်းကိုစောင့်ရှောက်နိုင်ရပါမယ်။ညောင်မြကျိုးသားဟောင်းကပြီးခဲ့တဲ့နှစ် AB လတရက်နေ့မှာပြတ်ကျခဲ့တာဖြစ်ပြီးအစအအနေနဲ့ကတိပေးထားတဲ့အတိုင်းတရားတစ်ကိုတနှစ်အတွင်းအပြီးတိဆောက်ပေးနိုင်ခဲ့တာပါ။တိုင်းတွင်းကကြိုးစားကိုလည်းပြင်ဆင်ထိန်းသိမ်းတာတွေပြုလုပ်နေပါတယ်။အဲတော့ဒါတနည်းအတိအတိပြည့်သွားတဲ့အချိန်ပါပဲဒီစရာပြည့်စည်သွားတာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ဆက်ပြီးတော့လည်းနောက်ပြီးတော့ကျွန်တော်တိုင်းက မြဝကျွန်းပေါ်ဖြစ်တဲ့အတွက်မြစ်တီချောင်းတွေများပါတယ်များတဲ့အတွက်သဒ္ဓါတွေရေးကြည့်ပါတယ်အရင်ကလုခဲ့တဲ့ကျိုးသဒ္ဓါတွေဆိုလို့ရှိရင်ဘူးကျော်လို့ဆိုလို့ရှိရင်ဒါ၃စီးအစိမ့်မြင့်ပြင်နေပါပြီဆော်လီဝန်ကြီးဌာနဦးဆောင်ပြီးတော့ပြင်နေပါပြီအင်္ဂတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့မြောင်းမြသဒ္ဓါဖွင့်ပွဲကိုတက်ရောက်ခဲ့ပြီးတဲ့နောက်ကျောင်းကုန်းမြို့နယ်ပသိမ်မြို့မှာလူထုတွေ့ဆုံပွဲတွေကျင်းပခဲ့ပါတယ် AB နှစ်ရက်နေမှာတော့အိမ်မဲမြို့မှာလူထုတွေ့ဆုံပွဲပြုလုပ်ပြီးပန်းတော်ညောင်လုံးနဲ့မအူပင်မြို့တွေကိုလည်းတွားရောက်မယ်လို့သိရပါဗျာကျွန်တော်တော်စင်ပြပါခင်ဗျာ7 9 10 11 12